ဘာဘူဝါဒေါနက်ထေကပေတရား60အမြင့်မှာရှင်သန်နေတယ်။ကော်ရိုဝိုင်းလူမျိုးစုကျွန်တော်တို့ကဘာကြီးရဲ့အဝေးဆုံးအနက်နယ်ဆုံးနေရာတစ်ခုစီကိုခရီးသွားကြည့်ကြရအောင်။ဒီနေရာကတော့အင်ဒိုနီးရှားနိုင်ငံဘာဘူဝါကျွန်းရဲ့နန်ရှိုင်းလွန်းတဲ့တောအုပ်ဒေသမှာပါ။ဒီနေရာမှာခေတ်သစ်ကဘာကြီးနဲ့လုံဝအဆက်အသွယ်ပြတ်နေစေဖြစ်တဲ့လူသားတွေရဲ့အမကန်းရှင်သန်မှုပုံစံတစ်ခုရှိလို့နေပါလိမ့်။ဒီလူမျိုးစုကိုတော့ကိုရိုဝိုင်းလို့ခေါ်ပါလိမ့်။သူရဲ့နေထိုင်မှုပုံစံကအင်ရှင်ဖြစ်စံချိန်တင်လောက်အောင်ထူးခြားထားပါသည်အမြင့်ဆုံးမှာပါလို့နေတာလေရန်သူကိုကာကွယ်ခြင်း ်ကော်ရဝိုင်းနီရဲ့အထူးခြားဆုံးအရာကတော့သူတို့ရဲ့နေအိမ်တွေပါပဲသူတို့ဟာတစ်ပင်ကြီးတွေရဲ့အကိုင်းခတ်တွေအမြင်ကြီးတွေပေါ်မှာအိမ်တွေကိုဆောက်လုပ်ပြီးနေထိုင်ကြတာပါဒီလိုတစ်ပင်အိမ်တွေဟာမြေပြင်ကနေမီတာ90ပေတရား60ကျော်အထိမြင့်တာကိုသိရရင်အံ့အားသင့်ကြမှာပါတကယ်ဆိုရင်အထက်90ကျော်ရှိတဲ့တိုက်ရဲအမြင့်မှာတစ်သားအိမ်လေးဆောက်ထားတာနဲ့အတူတူပါပဲဒီလောက်အမြင့်ကြီးမှာအိမ်ဆောက်ရတဲ့ရည်ရွယ်ချက်ကတော့ရိုးရှင်းပါရီအောက်ခြေမှာရှိတဲ့ပိုးမွှားတွေ၊မြွေတွေ၊အန်ရရှိတဲ့သားရဲတလေးဆန်တွေကနေပြီးတော့ရှောင်ကျင်လို့ပါ ဒါ့အပြင်ရန်လိုတဲ့အခြားလူမျိုးစုတွေရဲ့အန္တရာယ်ကလည်းမိမိကိုယ်ကိုကာကွယ်ဖို့ဖြစ်ပါလိမ့်။ရည်ကြီးရည်ရှမ်းမှုတွေနဲ့ယောဂဗျာကူးစက်မှုတွေကိုလည်းအလိုလျောက်ရှောင်ရှားပြီးသားဖြစ်သွားတာပါ။သူတို့ရဲ့ရိုးရတလေးအရာဆိုရင်အမြင့်ဆုံးသစ်ပင်အိမ်ဟာအမြဲတမ်းလူမျိုးစုခေါင်းဆောင်ရဲ့အပိုင်းဖြစ်ပါလိမ့်။ခေါင်းဆောင်ဟာဒီလိုမြင်မာတဲ့နေရာကနေတစ်ဖွဲ့လုံးကိုအုပ်ချုပ်ကာကွယ်ပေးနေတာပါ။ညာဘက်ဆိုရင်တော့မိုင်မောင်းများစွာအဝေးကနေဖြစ်လာနိုင်တဲ့အန်ဒီယာတွေကို Watch Tower ပေါ်ကနေပြီးတော့စောင့်ကြည့်စစ်ဆေးနိုင်တာကိုမြင်ရောက်ကြည့်ပါတကယ်ကို Action Hero လို့ပါပဲ ဒီအိမ်ဒီကိုတော်ရဲကအကြီးဆုံးအတံမာဆုံးတစ်ပင်ကြီးတွေရဲ့ပင်စီကိုပဲအမာခံပြုပြီးတိစောက်ထားကြတာပါအိမ်ကိုတက်ရောက်ဖို့ဆိုရင်ရှေးလျားပြီးခိုင်ခန့်တဲ့ဝါလီကားကြီးတွေကိုအသုံးပြုကြရပါသည်မိတ်ဆွေသားအရီမှာသွားနေရမယ်ဆိုရင်မနက်ဆိုရင်အိမ်ရောက်ကိုဆင်းလိုက်ညဘက်ဆိုရင်ပြန်တက်လိုက်နေတိုင်းတောင်းတအားကစားလုပ်နေရတယ်လို့ခံစားရမှာပါဒါပေမဲ့သူတို့အတွက်ကတော့ဒါဟာဘဝရဲ့တစိ့တစ်ပိုင်းအသားကျနေတဲ့နေ့စဉ်လှူရှာမှုပါပဲ မြင်းနဲ့အိမ်နေမှာနေလို့ပဲကိုရိုဝိုင်းလူမျိုးစုတွေဟာတခြားလူမျိုးစုတွေထက်ပိုပြီးအကျန်းခံနေတာမာရဲလို့တောင်မှပြောစမှတ်ပြကြတာပါဒီကိုရိုဝိုင်းလူမျိုးစုဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကဒီလိုတလိနဲ့နေထိုင်လာခဲ့တာပါသူတို့ဟာခေတ်သစ်လူအဖွဲ့အစည်းနဲ့1980ပြည့်နှစ်တေလောက်မှမှပထမဆုံးအဆက်အသွယ်ရခဲ့တာလို့ယူဆရပါတယ်ဆိုလိုတာကကျွန်တော်တို့ရဲ့အဖိုးအဖွားတွေရုံမြင့်တန်းကြားစားကြည့်နေတဲ့အချိန်ကြမှာတို့ဟာအပြင်ကကဘာကြီးကိုစတင်သိရှိခဲ့ရတာပါ။ ဒီလိုတိပိမောမနေထိုင်တာဟာရိုးရှင်းတယ်လို့ထင်ရပေမယ့်တဘာဝပတ်ဝန်းကျင်နဲ့လိုင်လျောညီထွေစွာနေထိုင်တတ်တဲ့သူတို့ရဲ့အသိဉာဏ်နဲ့တီထွင်ဖန်နီးနိုင်စွမ်းကိုဖော်ပြနေတာဖြစ်ပါသည်သူတို့ရဲ့ရှင်သန်မှုနီးလန်းကတော့ကဘာကြီးရဲ့ဘယ်နေရာမှမဆိုစိတ်ဓာတ်ခွန်အားနဲ့တီထွင်ဖန်နီးမှုရှိရင်အခက်အခဲတွေကိုကျော်လွှားနိုင်နေဆိုတာကိုတတ်သိပြနေတာပဲဖြစ်ပါသည်အင်ဒိုနီးရှားတောနယ်ထဲမှာဒီကော်ရိုဝိုင်းလူမျိုးစုရဲ့တစ်ပင်မော်အိမ်ဒီဟာကမ္ဘာအံ့ဖွယ်ရာတစ်ခုအဖြစ်အမှတ်တမ်းတင်ရမှာတည်ချပါသေးတယ်